ကျွန်တော်ရဲ့ RPN Arakan မြန်မာ YouTube Channel တွေကနေဒီသောင်းပြန်လေးကြိုဆိုလိုက်ပါရစေ။ New Copy ကိုမလေးရှားအစိုးရကထောက်ခံကြောင်းဝါဒဖြန့်နေစင်ပါပဲ။ ASEAN အထုကိုယ်စားလှယ်ကဒေါ်လာရင်းအားစုတွေနဲ့ပူးတွေးသဘောထားထုတ်ပြန်ချက်တစောင်းထုတ်ပြန်လိုက်တဲ့အတွက်အချက်မရှိတဲ့မဟာလာစကမာကြီးအချက်ကြွေကြရတဲ့သတင်းလေးတပုတ်တင်ဆက်ပေးပါမယ်။ ASEAN အထုကိုယ်စားလှယ်နဲ့ဒေါ်လာရင်းအားစုတွေပူးတွေးထုတ်ပြန်ချက်တွေထဲမှာဘာတွေပါရှိပါသလဲ။သတင်းအပြည့်စုံကိုအဆုံးထိကြည့်ရှုနားဆင်ပေးကြပါအောင်ခင်ဗျာ။ လေးရှားနိုင်ငံအာဆီယံလက်ကျဥက္ကဋ္ဌတာဝန်ယူခြင်းကာလတစ်ချောင်းလုံးမှာမြမအရင်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ရှိရှင်ကာလတစ်ချောင်းလုံးမှာမြန်မာအရင်နဲ့ပတ်သက်ပြီးအမျိုးသားညာရေးအစိုးရ NUG အပါအဝင်တွန်လိုင်းအားစုတွေနဲ့တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့တယ်လို့တွန်လိုင်းအားစုအဖွဲ့နှစ်စီကပူးတွေ့တဲ့ရင်ထုတ်ပြန်ပါတယ်မြန်မာညာရေးအစိုးရ NUG မြို့သားညီညွတ်ရေးတံခါးကောင်စီ NUCC ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRVH တရင်သားတွန်လိုင်းအဖွဲ့များ EOS နဲ့အတိုင်းပင်ခံကောင်စီများ Federal Unit များနဲ့အခြားသောကိုစားပြုအဖွဲ့များအပါအဝင် အထက်ပါဝင်ပသက်သူတွေနဲ့အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာအရေးအထူးကိုယ်စားလှယ်ကတွစ်ဆုံပွဲတွေတောက်ချောက်ပြုလုပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။မလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးရဲ့နေပြည်တော်ခရီးစဉ်အပြီးမှာတော်လိုင်းရေးအင်အားစုအဖွဲ့20ကမြန်မာအရေးဘူအာဆီယံရဲ့ပအဝင်ပတ်သက်သူတွေနဲ့ထိတွေ့ဆက်ဆံခြင်းတူညီဆန္ဒ၅ရက်ဖြည့်ရှင်ခြင်းဒီမိုကရေစီမျက်နှာခြင်းနဲ့စစ်တပ်အတူရောရွေးကောက်ပွဲတွေကိုညှင်းပြခြင်းပူးတွေးကြေညာချက်ကိုထုတ်ပြန်ခဲ့တာပါ။မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်အာဆန်ကအော်တိုဘာ6ရက်နေ့မှာ နေပြည်တော်ကိုနေရှင်းပြန်သွားရောက်ခဲ့ပြီး အားလေးစစ်ကောင်ဆောင်ပူချုံမှုကြီးမင်းအောင်လိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဝန်ညော်စောစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းစီတို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမြန်မာရေးအာဆီယံအထူးကိုယ်စားလှယ်ကအနာသည်စစ်ကောင်စီကိုတော်လိုင်းတိုက်ခိုက်နေကြတဲ့အင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးမှုတွေရှိနေကြောင်းတော်လိုင်းအင်အားစုတွေကအတိအပြထုတ်ပြန်လာတာပါ။အဲဒီလိုတွေ့ဆုံမှုတွေမှာစစ်တပ်ရဲ့အတူရောင်ရုပ်ောက်ဖွဲ့တွေကိုညှက်ပြီးရင်တော်လိုင်းအင်အားစုတွေအကြမ်းညှို့ရင်အာဆီယံရဲ့ပြသတဲ့အရေးယူမှုတောင်းဆိုခြင်း လူသားချင်းစာနာမှုအကူအညီများရေးပါမှုအလုံးပါဝင်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဒေသတွင်းတည်ငြိမ်ရေးစတဲ့အခြေတွေကိုတော်လိုင်းအင်အားစုတွေကအတိတ်ကဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ပါတယ်။ဒါအပြင်တော်လိုင်းအင်အားစုတွေဟာစစ်ကောင်စီကပြုလုပ်မဲ့ဘလို့ရွက်ကောက်ပွဲကိုမဆိုညှက်ပြညှက်ဆန်ပြီးတရားဝင်မှုမပေးဖို့စစ်ကောင်စီကဆက်လက်ကျူးလွန်နေစေရစ်စစ်ကြံကြုံမှုတွေပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ဖို့သမ္မတဦးဝင်းမြေနိုင်ငံတော်ဒေမကန်ဘုတ်ကိုတောင်းဆန်စုကြည်အပါဝင်ဥပဒေမဲ့ဖန်စီထိန်ထိန် ခံရသူအားလုံးကိုချွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့စစ်ကောင်စီလက်ကျူးလွန်မှုမှန်သမျှတာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့စတဲ့အချက်တွေကိုလည်းအာဆီယံအထုကိုယ်စားလှယ်နဲ့တွဲဆုံဆွေးနွေးမှုတွေမှာတောင်းဆိုခဲ့ကြတယ်လို့ဖော်ပြပါတယ်။ဒီနေ့ပူတွေထုတ်ပြန်လိုက်တဲ့ဒေါ်လာရဲ့အဖွဲ့20မှာ ABSDF အနာရှင်စံချင်းအားစုများပေါင်းဆက်ညီနေရေးကော်မတီမန္တလေး CNNF CRPH Critical Moment စကိုင်းဖိုရမ်ဖက်ဒရေးရှင်း KPICT KNU KNPB ICE မကွေးဒေသတော်လိုင်းရေးအဖွဲ့များကွန်ရက်မန္တလေးဒေသလွှတ်တော်မွန်ပြည်ဖက်ဒရယ်ကောင်စီ MMMCC NUCC NUG NMSVAD PNFC RCC နဲ့ရန်ကုန်လွှတ်တော်တို့ဖြစ်ပါလိမ့်မယ်။မလုပ်ရတာဘာမှမရှိဘူးဆိုပြီးတော့အကြမ်းဖက်မှုတွေလုပ်နေတဲ့မင်းအောင်လှိုင်ဟာအာဆီယံကသူတို့ရဲ့ရွေးကောက်ပွဲကိုထောက်ခံပါလိမ့်ဆိုပြီးစစ်တပ်နဲ့ပြည်သူတွေကိုလိန်လေနေပါလိမ့်မယ်။နိုင်ငံခြားဆက်ဆံမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခရီးစဉ်အပြီးမှာစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာကာယကံရှင်မလေးရှားရဲ့ထုတ်ပြန်ချက်နဲ့ကွဲလွဲနေပါတယ်။အာဆီယံနဲ့ကြာဥက္ကဋ္ဌမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာ ာဆန်ဟာမတော်ဘာကိုရေးနေကနေပြီးတော့ရှာလာပြီးဘုချုပ်မူကြီးမင်းအောင်လည်းစစ်ကောင်ရှင်နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဦးတန်းစွေစစ်ကောင်ရှင်ဝန်ကြီးချုပ်ဦးညိုစိုးရုံနဲ့တွေ့ဆုံခဲ့တာပါမလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ဘုချုပ်မူကြီးမင်းအောင်လည်းတွေ့ဆုံစမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ပတ်သက်ပြီးဝမ်းမြောက်ဝမ်းသာကြောင်းအာဆီယံကပေါင်းဆောင်ရွက်မဲ့အကြောင်းနဲ့ရွေးကောက်ပွဲစွန့်ကျင်လေ့လာရေးအဖွဲ့တွေကိုဆင်လွတ်ပစ်သွားမယ်ဆိုတဲ့အကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောရဲလို့အနာသိစစ်တဲ့ရဲ့အော်တိုပါလာအစီအနေထုတ်မြန်မာအလင်းတည်င်းစာမှာဝါဒဖြန့်ရှိဖော်ပြ ြခဲ့တာပါဒါပေမဲ့လည်းမလေးရှားဘက်ကထုတ်ပြန်ချက်မှာတော့အာဆီယံပေါင်တပ်ဝန်ကြီးချင်း၅ရက်အပေါ်မှာအခြေခံပြီးပြုစုခဲ့ကြောင်းအရသာနဲ့ညသားလူတို့အဆောက်အဦတွေကိုမှုတည်တဲ့တိုက်ခိုက်မှုတွေကိုချက်တန်းဖို့နဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့လွတ်လပ်မျှတပြီးဒီမိုကရေစီနိုင်ငံတကျနိုင်ငံရေးပါတီအနောက်ပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်ကြောင်းပြောခဲ့တယ်လို့ ဖော်ပြခဲ့တာပါအမချင်ရဲ့အချက်မရှိအခုလိုဖော်ပြချက်ကြောင့်အာဆီယံအထုကိုယ်စားလှယ်ကအခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်အခုတော့စစ်ကောင်မရှင်ဟာအချက်မရှိတာဟာနေအချက်ကိုရပြန်ပါပြီဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့ဒေါ်လာမေဖတ်ပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားကပြည်သူပြည်သားများနဲ့တကွမြန်မာပြည်သူပြည်သားများအားလုံးဖေကင်ကြမှာကြပါစေခင်ဗျာ